တမရအာဆာပြုတ်ကျသွားပြီးကြတဲ့ကအစိုးရဆုံးစည်ရေးတွင်လူတထောင်ကျော်အသက်ခံရကြောင်းစီးရီးယားစစ်ပွဲစောင့်ကြည့်အဖွဲ့ကသတင်းထုတ်ပြန်လိုက်ပါတယ်။အာဆာ၏တစ္ဆာကံများကိုလုဆောင်နေသောစစ်စင်ရေးပြီးသွားပြီလို့မလ၁ရက်တွင်စီးရီးယားအနာပိုင်အသစ်များကကြေညာခဲ့ပါတယ်။မလ၆ရက်နေ့ကတည်းကအသက်ခံရသောအရတား1068ဦးထဲကအလုံးအလုံးများပြားလှသောအများစုသည်လုံခြုံရေးတပ်ဖွဲ့များသို့မဟုတ်မဟာမိတ်ပြုထားသောအုပ်စုများကတုတ်တင်ခဲ့တယ်။အေဝါဒီလူနည်းစုရဲ့အဖွဲ့ဝင်များဖြစ်တယ်လို့လူခွင့်ရေးအတွက်စီးရီးယားစောင့်ကြည့်အဖွဲ့ကပြောကြားခဲ့ပါတယ်။ ြုတ်ကျသွားသောသမရအာဆက်ဆင်းသက်လာသောအေဝါဒီလူတိုင်းဝိုင်းကံယုံတဲ့ဒေတာအမာကန်နေမြေ၌ဖြစ်ပွားသောအကြမ်းဖက်မှုများကအာဆက်မျိုးနယ်စု၏အာဏာရှင်အစိုးရဆယ်စုနှစ်များစွာအုပ်ချုပ်ခဲ့ပြီးနောက်ဆီးရီးယားရိုင်းနှင်းအတွင်ကူးပြောင်းရေးကိုကမောကမမဖြစ်စေရန်ချိန်ချောက်ခဲ့ပါသည်။အာဏာပိုင်များကမြေထဲပင်လယ်ကံယုံတဲ့ဘော်ကလာတာကီးယားပြည်နယ်တာတက်ပြည်နယ်ရှိအာဆက်အစိုးရအဖွဲ့၏အကျဉ်းချံများနဲ့ လုံခြုံရေးချိန်ချမှုများကိုအလုံးစုံစစ်ဆင်ရေးလုပ်နေခြင်းအားအဆုံးသတ်ခဲ့တယ်လို့ကာဝေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရကထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်ဒီဇမလာ၈ရက်တွင်အာဆတ်ကိုပြုတ်ကျစေခဲ့သောအစ္စလာမ်အုပ်စုထိုးစစ်ကိုဥဆောင်ခဲ့သောဒါယီသမရအာမက်အေရှာရာကနိုင်ငံတည်ပြည်ရင်းစစ်ထံပြန်သွားမှာမဟုတ်ဘူးလို့ပြောကြားခဲ့ပြီးနောက်အထပ်ပါထုတ်ပြန်ချက်ထပ်ပေါ်လာခြင်းဖြစ်ပါတယ်။